အယုတ်ကွန်မြူနီအစိုးရကအဝေးရောက်မဟာမိတ်တပ်ဆိုပြီးနာမည်ဝင်ယူနေပေမဲ့ဒီတပ်တွေဟာတရုတ်ကွန်မြူနီပိုင်တဲ့တပ်နီတော်ဒါမှမဟုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA မဟုတ်ပါဘူးတရုတ်ကွန်မြူနီတွေရဲ့ရံပက် ချန်ကေရှိရဲ့ကွန်မန်ဒန်တပ်တွေ ဖြစ်ပါတယ်မြန်မာပြည်ကိုဝင်လာတဲ့တရုတ်တပ်တွေကလည်းမြန်မာပြည်သူမြန်မာအဖွဲ့အစည်းတွေကိုကူညီဖို့မဟုတ်ဘဲမြန်မာပြည်ကိုအုပ်ချုပ်နေတဲ့အင်္ဂလိပ်အစိုးရကိုကူညီတာပါ ရဲဘော်၃ကြိမ်နဲ့မြန်မာတို့ကဂျပန်နဲ့ပူးပေါင်းပြီးအင်္ဂလိပ်ကိုလက်နက်ကင်တော်လှန်နေတုန်းဒီတရုတ်တပ်တွေကအင်္ဂလိပ်ကိုစီရေးအရာအကူအညီပေးခြင်းဖြစ်ပါတယ်ထောင်ကွာ၄၀နှစ်ဖေဖော်ဝါရီမှာတရုတ်ကွန်မန်ဒန်တပ်မတော်က Chinese Expeditionary Force အမည်နဲ့မြန်မာပြည်ကိုဝင်ရောက်ခဲ့ပါတယ်အမှတ်၅အမှတ်၆အမှတ်66တပ်တော်တို့ပါဝင်ပြီး အင်အားတသိန်းလောက်ရှိတယ်လို့သိရပါတယ်1940နှစ်မတ်လမှာကွန်မန်ဒန်တပ်တွေဟာအင်္ဂလိပ်တပ်တွေနဲ့ပေါင်းပြီးတောင်ကုန်နဲ့တန်လွင်စစ်မျက်နှာတွေမှာဂျပန်ကိုခုခံဖို့စစ်ပြင်ပါတယ်မတ်လမှာဂျပန်တပ်တွေဟာရဲဘော်သုံးကြိမ်ဗမာလွတ်လပ်ရေးတပ်မတော် BIA တို့နဲ့ပူးပေါင်းပြီးထိုင်းနိုင်ငံကတစ်ဆင့်ဒုနင်းသာရေးကံယူတန်းကိုဝင်ရောက်လာပါတယ်1940နှစ်မတ်လတောင်ကုန်တိုက်ပွဲမှာ အယုတ်အမှတ်၅တပ်တော်လက်အောက်ခံတပ်တွေဟာဂျပန်တပ်တွေနဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးအရေးနိုင်ဆုတ်ခွာရပါတယ်။ရေနံကြောင်းတိုက်ပွဲမှာလည်းအမှတ်66လက်အောက်ခံတပ်တွေပိတ်မိနေလို့အင်္ဂလိပ်တပ်တွေကကဲထုတ်ပေးပြီးဂျပန်တပ်တွေကိုအနှဲငယ်နောက်ဆုတ်စေနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်တွေကဧပြီမှာမန္တလေးနဲ့လာရှိုးကိုသိမ်းပိုက်ပါတယ်။ကွန်မန်ဒန်တပ်တွေဟာမြန်မာပြည်ဝင်ရောက်လို့၃လအကြာမှာ အများပြကြဆုံးသွားတာပါကူမင်တန်တပ်တချို့ဟာအယုတ်နိုင်ငံကယူနန်ပြည်နယ်နဲ့အိန္ဒိယကအာတန်နယ်တွေကို စုတ်ခွာသွားရပါတယ်ဂျပန်ထိုးစစ်ကိုကူမင်တန်တပ်တွေအနေနဲ့မြစ်ကြီးနားအရှိဘက်ယူနန်ပြည်နယ်ထိန်ချုံရောက်မှရပ်တန့်နိုင်ခဲ့တာပါ